ကဲငယ်ရှင်များအားလုံးမင်္ဂလာပါဒီနေ့ကတော့အမေဆုရဲ့မိတ္တာနိုင်ငံရေးနဲ့တော်လန်ရေတို့ဤဘီတော့ဆုချိုးတကယ်ဟုတ်ပြီဒီညီလေးဒီကိုပါပြောရလဲဆိုတာလေးကိုကျွန်တော်ပို့ပြရနယ်လေးပြန်ထောင်ကြည့်မယ်နော်ဘာလို့ပြောရလဲဆိုတာလေးပေါ့မေဦးတော်လန်ရဲ့ဘေးထွက်ဆိုချိုးတွေကဘာတွေဖြစ်မလဲ။အဲမေဦးတော်လန်ရဲ့ဘေးဆိုဆိုးဆိုးတွေကဘာတွေဖြစ်မလဲ။မြန်မာပြည်နိုင်ငံရေးဖြစ်စဉ်တခြား အာစာပါလာလက်ထက်ကနေဒီနေ့ဒီချိန်ထိမဆာလာလက်ထက်60လက်ထက်60 20 20 25ရေကွယ်လောက်ခဲ့တယ်။ရေကွယ် result တွေကိုအတည်ဖြစ်ခဲ့တာကဒီစစ်တပ်ကလက်ခံမှာပဲအတည်ဖြစ်ခဲ့တယ်။စစ်တပ်ကလက်မခံဘူးဆိုရင်အဲ့ဒီရေကွယ် result ဘာမှတုံးလို့မရခဲ့ဘူး။မြန်မာပြည်မှာဒီမိုကရေစီကိုအားပေးထောက်ခံဖို့ ထောက်ခံတဲ့စစ်တပ်တပ်ရှိဖို့လိုတယ်ဆိုတော့တမိုင်းသင်ကန်းစာကျွန်တော်တို့ယူနိုင်ခဲ့ကြတယ်။ဒါကြောင့်2021မေဦးတော်လှန်ရေးကနေကျွန်တော်တို့ဒီမိုကရေစီကိုအားပေးထောက်ခံတဲ့စစ်တပ်တွေကိုကျွန်တော်တို့လှုပ်ဆောင်ခဲ့ကြတယ်ပေါ့နော်။ပေါ်ထွန်းလာခဲ့ကြတယ်။စစ်အာဏာရှင်တို့တိုက်ယူခဲ့ကြတယ်။အနာရှိရင်ဆေးရှိမယ်ဆိုတဲ့စကားအတိုင်းပဲမေဦးတော်လှန်ရေးအဆိုင်အဖက်တွေကဘာဖြစ်မလဲဆိုတဲ့စဉ်းစားချက်မျိုးကျွန်တော်ကောင်းတဲ့မှာဝင်လာတော့လာတော့ရှိပြီ။ တုံလာပါပေါ့ရှိပြီကဲဟိုနားတော့ကျွန်တော်အဲ့တော့ဟိုဘေးကဆိုကျိုးတွေအများကြီးရှိရတဲ့မှာကျွန်တော်လောလောဆယ်ပြောချင်နေရအကြောင်းညာပါလဲဆိုတော့လူပဲစီရဲ့ micro level ဖြစ်တဲ့လူတူတယောက်ချင်းကျွန်တော်တို့ရဲ့တငယ်ချင်းမိတ်ဆွေမိသားစုကနေစပြီးတော့ဒီ institution တွေအထီးပေါ့နော်မြို့တော်လည်းရဆမှာစစ်တပ်ကိုဆဲတာစစ်တပ်ထောက်ခံတဲ့စစ်တပ်ကိုဆဲတာစစ်တပ်ထောက်ခံတဲ့သူတွေစစ်တပ်ကိုစက်ခွေးလို့ပြောတာ စစ်တပ်ထောက်ခံတဲ့လူတွေကိုစစ်ခွေးဘောမလို့ပြောတာမင်းအောင်လိုင်ကိုချက်ဘူးလို့ပြောတာအဲမင်းအောင်လိုင်ရဲ့အမျိုးသမီးကိုတခေါမလို့ခေါ်ဆိုတာဒါတွေကိုကျွန်တော်တို့တော်လိုင်းရဲ့ဘက်ကသူတွေကလည်းခွင့်ပြုခဲ့ကြတယ်မိဘတွေကိုလည်းကစားပါတော့မိုက်ကိုလည်းပဲဖြစ်တဲ့မိသားစုအနေကစားဒါပေမဲ့ကျွန်တော်တို့မတိကျိုးကြတဲ့ပြုလုပ်ခဲ့မိတဲ့အမှားတွေရှိတယ်အင်းအမှားတွေရှိတယ်ပါတယ်အဲ့ဒါပါလဲဆိုတော့ အဲ၅နှစ်တိုင်ခဲ့ပြီဆိုတဲ့အချိန်စစ်အခြေဆိုင်စကန်နေမျိုးတွေရွာတွေတိမ့်နိုင်ခဲ့ပြီဆိုတဲ့အချိန်ကျွန်တော်တို့ရန်သူဘက်မှပြုတ်မှုတွေအပြုတ်မှုတွေကိုကျွန်တော်တို့တော်လိုင်းအင်အားစုကိုချင်းချင်းချာပေါ့နော် အောက်ခြေရဲဘော်တပ်ဖွဲ့ဝင်တွေချင်းချင်းအဲထောက်ဖို့အချင်းချင်းနိုင်ငံရေးသမားအချင်းချင်း activists အချင်းချင်းအပြန်လန်ပြောဆိုမှုတွေမှာစစ်တပ်ကိုလုပ်ခဲ့တဲ့အပြုတ်မှုတွေကိုကျွန်တော်တို့အချင်းချင်းချာထဲမှာလည်းပြုတ်မှုမိခဲ့ကြတဲ့ဖြစ်စဉ်တွေတော်တော်များပါတယ် အဲ့ဖြစ်စဉ်တွေကကျွန်တော်တို့နိုင်ငံတော်အသစ်အတွက်တော့သိကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူးကောင်းလာလက်လာတော့ဆင်အနာရှင်ဖြုတ်ချဖို့ရောနိုင်ငံတော်တက်တိဆောက်ဖို့အတွက်ရောဟိုအခက်ခဲအတားဆီးရဖြစ်တယ်အမုန်းတရားကြီးပွားစေတယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်။အင်းအဲ့တော့အဲ့ဒီလိုမျိုးကျွန်တော်တို့မြန်မာနိုင်ငံအဲ့ဒီလိုမျိုးအချင်းစရိုက်တွေကမြန်မာနိုင်ငံသားတွေတဲ့ဝင်နေတာဟာနောက်ဆုံးမိသားစုတစုတည်းမှာတစ်ချိန်မှာမိဘကိုသားသမီးက အဲဒီမင်းအောင်လိုင်းကိုဆဲတယ်လို့မျိုးပြန်မဆဲပါဘူးလို့ပြောလို့မရတော့ဘူးဟောနော်ဒီအချိန်လေးလည်းဖြစ်တယ်ဒါသူတင်ခဲကြရတာပေါ့နော်ဟိုတင်ပြဆိုတဲ့နေရာမှာကိုဘကဟိုမတိလိုက်မတိပါသာနဲ့တင်ယူမိရရှိတာပေါ့နော်ဟောတယ်ဟောတယ်အဲ့ဒါတော့ဟောတယ်နော်ကျန်သူဘက်ကနေတင်ယူမိရရှိတယ်မိဆွေဘက်ကနေတင်ယူမိတာရရှိတယ်ကောင်းတာရရှိတယ်ဆိုးတာရရှိတယ်အဲ့တင်ယူခဲ့မှုတွေငါနဲ့တာအတွင်း တင်ယူခဲ့မှုတွေထဲမှာပါတဲ့ဘေးထွက်ဆိုးကျိုးတွေအခုပြောနေတဲ့ဘေးထွက်ဆိုးကျိုးတွေဟာဥပမာအနေနဲ့ပြောရမယ်ဆိုရင်ဘုကြောင့်ဆန်းဘုကြောင့်ဆန်းပြောခဲ့တဲ့အကြောင်းအရာတွေကိုသူ့ဝင်းရံကြပါန်ဆိုတဲ့ခေါင်းဆောင်တွေရှိတယ်။ဒီလိုဥပချိုးတို့ဘာလို့လဲတာဗုဒ္ဓဘာသာနိုင်ငံတော်ဘာသာကိုဗုဒ္ဓဘာသာအပြင်နဲ့ပြန်ခန်းမယ်လို့ပြောခဲ့တဲ့ဘုကြောင့်ဆန်းလက်မခံခဲ့ဘူး။ဘုကြောင့်ဆန်းဆုံးပါသွားပြီးနောက်ပိုင်းမှာဒါနိုင်ငံတော်ဘာသာကိုဗုဒ္ဓဘာသာအဖြစ်နဲ့ ပါမစီးခဲ့တာမျိုးတွေရှိတယ်။ကာယတရီပါမထားခဲ့တဲ့ပင်လုံးကတိကဝတ်တွေကိုချိုးဖောက်ခဲ့တာမျိုးတွေရှိတယ်။နော်။ပါလာရီယာပြင်းနေမှုအလူရီယာပြင်းနေမှုအရှိတယ်။ပြီးတော့ဘိုးကြောင့်ဆန်းကိုပြင်းနေသူအသက်ရှိဟိုမသိခင်တော့ပါနော်။သူဖာဇာပါလာလက်ထက်ကနေဘဂဗတ်ကိုထုတ်လိုက်တဲ့အခါမှာဘဂဗတ်သူကဘဂဗတ်အမျိုးတွေတပဲပါမပြီကွန်မြူနတီပါတီရဲ့အမျိုးတွေတယောက်ပဲ။အဲ့လိုထုတ်ပြလိုက်တဲ့အခါမှာတော့ဘာလို့လဲဆိုတော့ ဒီဘဂဗရဲ့ propaganda ပေါ့နော်သူကဝါဒဖြန့်ချီတရင်စားတဲ့နေရာတွေဘုကြောင့်ဆောင်ကလော်တုတ်ဖြစ်ကြတဲ့ဆဲခဲ့ကြတဲ့ထောက်ထားရလည်းရှိတယ်။အော်။အဲကျွန်တော်တို့ကားလောင်တယောက်ကိုတကယ်လေးစားတယ်ဆိုရင်သူရဲ့တုံတဲဆုံးမမှုကိုလိုက်နာမှာပဲဖြစ်တယ်။ခုနကတောင်းဆဆုကြည်ပြောခဲ့တဲ့တင်ရင်တက်ဖို့ဆိုတဲ့အချက်တော့ချက်တည်းကတင်ရင်တက်ဖို့ဆိုတဲ့အချက်မှာကျွန်တော်တို့တင်ယူနိုင်ခဲ့တိနေပါခဲ့တာနဲ့ကျွန်တော်တို့ဘာလို့မချက်နိုင်ရမှာ ဟိုကြောင့်ဆန်ခုနပြောခဲ့တဲ့အရာတွေကိုကျွန်တော်တို့ချိုးဖောက်မိခဲ့ကြအောင်မြန်မာပြည်ဟာဆက်အနာရှင်အောက်မှာပြပြဝဲခဲ့ကြတယ်။အခုသူ့ရဲ့သမီးလက်ထက်ဒေါက်ဆန်းစုကြည်ရဲ့တုံ့ပြန်မှုဆုံးမမှုတွေကိုကျွန်တော်တို့ဘာလို့မလိုက်နာနိုင်ရမှာလဲ။อืมบาลงเล่นแหน่งเนี่ยมาเลยอ๋อเนาะบาเพลุကျွန်တော်တို့မဆောင်ထိုင်နိုင်ရမှာလေอืมကျွန်တော်တို့စိတ်မှာမရှိတဲ့အရာတွေကိုရှိအောင်လုပ်ရင်မတိဆောက်ခဲ့ကြရတဲ့ဒီမိုကရေစီစစ်တပ်ကိုကျွန်တော်တို့ကတိဆောက်နေရင်းနဲ့ပဲကျွန်တော်တို့ ဟိုမဖြစ်တဲ့ beta social တွေကိုကာကွယ်ဖို့လိုအပ်တယ်။ဒါတွေဟာအနိုင်ငံတော်အသက်မှာဟိုလူ့ဘက်စီက micro level ဖြစ်တဲ့မိသားစုတစုချင်းချင်းမှာညီညွတ်မှုကနေစပြီးတော့သားသမီးရမိဘကို ပြန်ဆဲတဲ့အဖြစ်မျိုးမဖြစ်ချင်းဟောသားသမီးရလည်းမိဖောက်ကိုပြန်ဆဲညီကိုမောင်နှမချင်းချင်းမိဆွေချင်းချင်းနဲ့ပြန်ကစားပြောတဲ့အဖြစ်အမျိုးကိုမှန်တယ်လို့ကျွန်တော်တို့လူ့ဖွဲ့စည်းမှာအယိုးမဆွဲသွားစေချင်ဘူးဆိုရင်ဒီနေ့ဒီချိန် ဒီအမှားကိုအမှားမဲ့သိရဲ့နေ့ကနေစပြီးကျွန်တော်တို့ကိုယ်တိုင်ပြုပြင်ဖို့လိုတယ်။ဖခင်နဲ့ဖက်ကလူမကြီးအင်ဂူလီမာလာဆိုတာလူတိုင်းကြားဘူးပါလေ။အင်ဂူလီမာလာဖခင်နဲ့တွေ့ပြီးအချွတ်တရားရတဲ့အချိန်မှာသင်ကစီးတဲ့အချိန်မှာလူတွေကသူ့ကိုအယုံကြည်မရှိကြဘူး။အရေးပုံထူထောင်ခံရတယ်။ဒါပေမဲ့လူဆိုတာရောက်နေတဲ့နေရာထက်ကျင့်နေတဲ့တရားကအရေးကြီးတယ်။ကျွန်တော်တို့ဟာကျင့်စဉ်မှန်ဖို့လိုတယ်။ တရားရဂိုင်တော့မှန်တယ်တရားရဂိုင်တော့မှားတယ်လို့မရှိတဲ့လူဘဝကြီးမှာပူကောင်းတဲ့နေရက်တွေပူကောင်းတဲ့ကျင့်ကြံအားထုတ်မှုတွေကိုဖောက်ဆောင်နိုင်ဖို့ကျွန်တော်တို့ရဲ့လူပတ်စီမှာဖောက်ဆောင်နိုင်ဖို့လိုတယ်လို့ပြောချင်ပါတယ်